အသက်၃နှစ်အရွယ်ကလေးလမ်းထဲမှာပြေးလွှားစောကစားနေတာကိုအမျိုးသားတအူမှသူ့အရှိမရှုပ်တယ်ဆိုပြီးကလေးရဲ့မျက်နှာကိုဒူးနဲ့တိုက်ပြီးထွက်သွားခဲ့ပါတယ်။ ီးစဉ်ကတော့9လပိုင်20ရက်နေ့ကထိုင်းတည်တင်းနေမှာဖော်ပြလာတယ်။ထိုင်းနိုင်ငံချွန်ဘူလီမြို့မှာနေထိုင်တဲ့နိုင်သွန်းဆိုတဲ့အမျိုးသားတဦးဟာလမ်းထဲမှာပြီးကစားနေတဲ့အသက်3နှစ်အရွယ်ကလေးကိုသူ့ရဲ့အရှိမလာရှုပ်တဲ့ဆိုပြီးကလေးရဲ့မျက်နှာကိုဒူးနဲ့တိုက်ခါထွက်သွားခဲ့ပါဗါတယ်။အဲအချိန်မှာတော့ကလေးရဲ့အတော်ဖြစ်သူဟာလဲကျသွားတဲ့အသက်3နှစ်အရွယ်ကလေးကိုကောက်ချီပြီးအိမ်ပြန်ခေါ်သွားကနိုင်သွန်းရဲ့လှုပ်ရက်နဲ့ပတ်သက်ပြီးကလေးရဲ့မိဘတွေကိုတိုင်ကြားခဲ့ပါဗါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီးကလေးရဲ့အတော်ဖြစ်သူအသက်48နှစ်အရွယ်နန်းဆုံးမြင့်ဆိုတဲ့အမျိုးသမီးပြောပြတာကပုံမှန်အတိုင်းဆိုသူလေးဟာလူတွေကိုခင်တက်ပြီးဒဇိန်လေးကိုတွင်းရင်လဲနှုတ်ဆက်တရည်ပြတာမျိုးရှိတယ်။နောက်ပြီးအဲနေကသူလေးလမ်းထဲကမုတ်ဆိုင်အရှိမပြေးစားနေတဲ့အချိန်မှာ နိုင်တွန်းဟာလမ်းလျှောက်လာပြီးခလေးသူအရှိကပြေးဖြတ်သွားတဲ့အချိန်မှာရှုပ်တဲ့ဆိုကနိုင်တွန်းဟာသူ့လေးရဲ့မျက်နှာကိုဒူးနဲ့တိုက်ပြီးထွက်သွားခဲ့တာဖြစ်တယ်။နောက်ပြီးတရက်ခံဖြစ်သူနိုင်တွန်းဟာဒီမတိုင်ခင်အရင်မှလည်းစေးမှုနဲ့ထောင်ကျဖူသူတယောက်ဖြစ်ပြီးသူ့လေးကိုအဲ့လိုလှုပ်ခဲ့ပြီးနောက်မှသူမအနေနဲ့ရေစခန်းမှာသွားပြီးတရက်ခံကိုအမှုဖွင့်ထားတယ်လို့အသက်၃နှစ်အရွယ်ကလေးရဲ့အတော်ဖြစ်သူမှထိုင်းသတင်းတောက်တွေကိုပြောပြပါရယ်။လက်ရှိမှာတော့ထိုင်းရဲတပ်ဖွဲ့ကတရက်ခံဖြစ်သူနိုင်တွန်းဆိုသူကိုရေစခန်းကိုခေါ်ပြီးသူ့လုံရဲနဲ့ပတ်သက်ပြီးစစ်ဆီးသွားမှဖြစ်တယ်လို့ထိုင်းရဲတပ်ဖွဲ့က ြောပါတယ်။